ယူကရိန်းဟာဆွီဒင်စီကခေတ်မီနှီးပညာမြင့်တိုက်လေရင်အစီ150ထိဝယ်ယူခွင့်ရလာနိုင်ခြင်းရှိနေကြောင်းသိရပါတယ်။ NATO စစ်မှောက်မိတ်အဖွဲ့ဝင်ဆွီဒင်ကယူကရိန်းအဒရက် Gripen E အမျိုးအစားတိုက်လေရင်အစီ100ကနေ150ကျားလောက်ထိရောင်းချပေးသွားဖို့ဆန္ဒရှိနေကြောင်းအတည်ပြုခဲ့ပါတယ်။ဒါဟာအနောက်မဟာမိတ်နိုင်ငံတွေထဲမှာယူကရိန်းစီတိုက်လေရင်တွေအလုံးအရင်ထောက်ပံ့ရောင်းချပေးဖို့ပထမဆုံးစကားကမ်းလှမ်းမှုလည်းဖြစ်ပါတယ်။အော်တိုဘာ22ရက်နေ့မှာတော့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီနဲ့ ဆွေဒင်ဝန်ကြီးချုပ်အက်ခရစ်စတာဆမ်လို့ဟောတနိုင်ကလက်နက်အယောင်းဝယ်ပူပေါင်းဆောင်ရွက်ရေးနားလည်မှုတမောလာတစောင်းကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်အဲ့ဒီအကျိုးဆက်အနေနဲ့တိုက်လေရင်အစည်းတရားကနေ150ကျောင်းရောင်းချရင်အယောင်းဝယ်စာချုပ်ရဲ့တန်ဖိုးနဲ့လေရင်တွေပို့ဆောင်မဲ့တမတ်ကာလအစရာတွေကိုနောက်တစ်ဆင့်ညှိနှိုင်းဖို့ရှိနေပါတယ်နိုင်ငံခေါင်းဆောင်တွေကတော့ဒီညှိနှိုင်းမှုတွေဟာအပိသက်အဆင့်မရောက်သေးပေမဲ့လက်တွေ့အထောက်မြောက်သွားမယ်ဆိုရင်ခင်မီတိုက်လေရင်တွေအရေးတကြီးလိုအပ်နေတဲ့ယူကရိန်းအတွက်သာမကပဲ ဥရောပတိုက်နဲ့နေတိုးရဲ့လုံခြုံရေးကဏ္ဍအတွက်ပါအထင်ကရအပြောင်းအလဲတစ်ခုဖြစ်လာလိမ့်မယ်လို့အသေးသေးမှတ်ချက်ပေးခဲ့ကြပါတယ်။ယူကရိန်းဟာ2022ခုနှစ်တုန်းကအိန်ဒီယန်စူပါပါဝါနိုင်ငံရုရှားရဲ့ကျူးကျော်မှုကိုခံရချိန်မှာဆိုဗီယက်ခေတ်ကအထုတ်လုပ်တဲ့တိုက်လေယာဉ်အဟောင်းအနွမ်းတွေကိုသာအသုံးပြုပြီးခုခံခဲ့ရပါတယ်။ယူကရိန်းလက်တက်ရဲ့တိုက်လေယာဉ်ပိုင်ဆိုင်မှုဟာစစ်ပွဲကာလမှာမင်းမြန်ဆက်ဆက်ဆုတ်ယုတ်လာတဲ့နောက်နေတိုးနိုင်ငံတွေစီကအမေရိကန်လုံး F-16 တိုက်လေယာဉ်အဟောင်းတွေကိုဝိုင်းဝန်းထောက်ပံ့ပေးပို့ခဲ့ကြပါတယ်။ ပြင်သက်ကလည်းပြည်တွင်းဖြစ်မရာ့ချ်တိုက်လေယာဉ်တွေကိုလွှဲပြောင်းပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလောက်နေတော့ရုရှားရဲ့လေကြောင်းအင်အားအသာစီးယူစိုးမိုးနိုင်စွမ်းကိုခြေဖြတ်ဖို့မလွန်လောက်ခဲ့ပါဘူး။ Sweden Company Sub ကထုတ်လုပ်တဲ့ Gripen E တွေဟာ Ukraine ရဲ့စစ်ရေးလိုအပ်ချက်တွေနဲ့အကန့်အညီဆုံးဖြစ်နိုင်တယ်လို့လက်နက်ပါကူတွေကသုံးသပ်ကြပါတယ်။ Gripen E တွေကိုခင်းနဲ့အညီစင်စက်မပြတ်မောမန့်အဆင်ပြေမှုတွေလှုပ်ဆောင်လာခြင်းကလည်းကမ္ဘာပေါ်မှာအလေးစားရဆုံးတိုက်လေရင်အမျိုးအစားတစ်ခုဖြစ်လာစေပါတယ်။ ဂရပင်အီရီမှာရေဒါစနစ်နဲ့အဆက်အသွယ်ရေးစနစ်အသစ်တွေပုံမောကောင်းမွန်တဲ့အာရုံခံထောက်လန့်မှုစနစ်တွေကွဲပြားဆုံးလင်တဲ့လက်နက်တပ်ဆင်မှုပေါင်းစပ်ပေါင်းဝင်လာပါတယ်ပြီးတော့ပြည်မတ်ရှောက်ဖွေထောက်လန့်မှုနဲ့တခြားစွမ်းဆောင်ရည်တွေမှာဉာဏ်ရည်တု AI နည်းပညာအထောက်ပံ့မှာပေါင်းစပ်ထားတယ်လို့ SAP ကဆိုပါတယ်လေမှုတူးတဲ့ကအထင်းချုပ်မောင်းနေတဲ့ Griven E တွေဟာနောက်ဆုံးပေါ်ပစ္စမမျိုးဆက်တက်လျင်တွေလိုမျိုးရေဒါနဲ့ထောက်လန့်မှုကိုရှောင်ကွေးနိုင်တဲ့ကိုပြောက်စွမ်းရည်မပါဝင်ပေမဲ့ တိုက်ပွဲဝင်နိုင်စွာလှုပ်ရှားစေကစားနိုင်စွာနဲ့တခြားအရေးအသွေးတွေမှာတော့ထိတ်ဆုံးတဲ့အဆင်မျိုးရှိနေပါတယ်။ Gripping မျိုးခွဲတက်လျင်တကူ Sweden, Brazil, Czech, Hungary, South Africa နဲ့ Thai လက်တက်တွေကပိုင်ဆိုင်ထားပါတယ်။တကယ်လို့ Ukraine သာအစီးတရား50ထိမှာယူဖြစ်ခဲ့မယ်ဆိုရင်တော့ကမ္ဘာပေါ်မှာအဲ့ဒီတက်လျင်တွေကိုအရေးအတွက်အများဆုံးအသုံးပြုတဲ့နိုင်ငံတစ်ခုအနေနဲ့စည်ရင်းဝင်လာမယ်လို့သိရပါတယ်ရှင်။